။ဇက်ပြအောင်ဆိုတာကြုံပြောဦးမယ်။တောင်လန်းအရှိပဲနှခမ်းမှာကျွတ်တို့ဇက်ပွဲရှိ။သူတို့ကအနောက်ဘက်နှခမ်းကနှာရောပုံမီးရှို့မီးလုံရင်းနဲ့ပြာတို့လာကြီးနှစ်ယောက်ထဲစကားပြောတာဇက်ပြက်တယ်။သုံးယောက်နားထောင်လေးယောက်နားထောင်ဗိုက်နဲ့ယူရင်းယူရင်းနဲ့ဟာဟိုကဘာတွေတော့ဟာဘာတွေတော့ဟာနဲ့ဇက်လူမရှိဘူးဇက်ပြက်အောင်ပြောကျုံလဲကိုရွေးကျုံလို့ယုံရောပါတယ်ပြိဿလှတော်ကနေကျုပ်ကဝက်လက်မြို့ကိုတရားဟောသွားတာ ဝက်လက်လန်းကောင်းရလားလို့လှတော်သားမေးတော့ကောင်းမကောင်းတော့မမေးနဲ့တဲ့ကိုတော်တို့အဲ့ဒီလန်းချစ်ကားနဲ့သွားလို့ကတော့တဲ့ကြောက်ခဲစားသွားတော့အစာကြီးတယ်လမ်းမကောင်းမကောင်းမှုပြောလိုက်မပြီးဘူးလားလားစကားပြောရင်တရလွန်ပြောဒီလာတော့ဝက်လက်ကမစည်းဘူးခရတယ်ဘာဖြစ်လို့တော့ဆိုအိုးတဲ့နောက်ကဂလုံးဂလုံးနဲ့လန်းတောင်လှဲ့ကြည့်ရေစီလှဲကားနှေးတယ်ပြောလိုက်ပြီးဘူးလားရေစီလှဲကလန်းတောင်ညာတဲ့ စကားတရလွန်ပြောတာဒီကသူတို့ရွာနာမတရားနာပြည်သားကျေတို့ပေါက်တော့ရွာဆိုတာရှိတယ်ဘုန်းကြီးတွေစာပြံမွဲရှိဘုန်းကြီးတွေစာပြံမွဲကကျေတို့ကြက်သားတံပေါင်းနဲ့ဆန်းကတ်အဲ့ဒါလှတော်သားကလိုက်သွားပြီးပြန်လာတော့ပြောတယ်ဘာတဲ့ဘုန်းကြီးတွေစာပြံမွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုန်းကြီးအေကိုကွာလို့ဆိုတယ်ကြက်သားတံပေါင်းနဲ့ကတ်တာနဲ့ဘုန်းကြီးအေဘုန်းကြီးတွေကလည်းစားလိုက်တာဟဲ့တဲ့ဝေသားလီပြီးဘလူးကြတဲ့တိုင်း